စကိုင်းငလင်ကြီးကြောင့်ကစင်ကလေးပြိုကွဲပျက်စီးခဲ့ကြသူတွေထဲမှာစင်ကူးမျိုးနဲ့ရွှေတော်နေမြေကမိသားစုတွေလည်းပါဝင်ပါတယ်။ဒီရွှေတော်နေမြေမှာတော့ရွှေအင်းလောက်ကန်ကြသူတွေထိခိုက်ဒေဆုံးမှုများပြားခဲ့ပေမဲ့လည်းသူတို့ရဲ့အကြောင်းကမေးရော့ကန်ဖြစ်ပရဝီမြေကြီးထဲမှာပဲတိုးဝင်ပျောက်ကွယ်ခဲ့ရပါတယ်။ဒီနေမြေကဒေဆုံးသူတွေဟာစိုးစုရဲ့ငလင်ဒေဆုံးသူများစင်းတဲ့တောင်မပါဝင်ခဲ့ကြတဲ့ ဆင်းပြောက်အင်းပြောက်သေဆုံးသူတွေအစ်စ်ပါပဲ။မြေအောက်ရွှေရင်တွေပြိုကျပြီးပြီလို့သေဆုံးသူတွေဒါဇင်နဲ့ချီရှိခဲ့ပါဗျ။သေဆုံးသူတွေတဲကမှတချို့ကတော့ကျွေအင်းထဲမှာပိတ်မိတာမဟုတ်ပဲကျွေလောက်ွက်ရှိရာတောင်စုံတွေမှာမခိုင်ကန်းတဲ့ကြောက်တုံးကြောက်ဆိုင်တွေပြိုကျလိမ့်ဆင်းပြီးတော့ပြိမိသေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။အဲဒီလိုအဖြစ်ဆိုးကိုကြုံတွေ့ခဲ့ရသူတွေထဲမှာအသက်38နှစ်အရွယ်မန်ငယ်ရဲ့အမျိုးသား အသက်42နှစ်အရွယ်ကိုမင်းမင်းလည်းပါဝင်ပါတယ်။အဲ့ဒီတော့ကကျတော့ကျွန်တော်ကကျတော့အိဟောင်းကိုနေရတယ်။ကျောင်းရကြပါတယ်။တွားတော့ထမင်းစားပြီးတော့အဲ့ဒီအင်းတစ်ကိုတွားအောင်ဆိုအင်းတစ်ကိုတွားတာတွားတော့ငရင်နေပါရင်လည်းကိုကမကြောက်ဘူး။အဲ့လိုငရင်နေပါရင်ကြားတယ်ကျွန်တော်နားခိုင်းတယ်။ဘလို့အဲ့ဒီကအိဟောင်းကလည်းစင်းတယ်။အင်းတစ်ကိုတွားကျွန်တော်ကအဲ့ငရင်လှုပ်ပြီးမှအိုက်ကိုရောက်တယ်။ ်အင်းနဲ့ကိုမစင်းဘူးလေအပေါ်မှာအပေါ်မှာလေအင်းလူကြီးများတဲ့လုံးအင်းအဲဦးလေးဖြစ်တဲ့သူကလည်းသူကဖြစ်တော့အောင်မရောက်ဘူးကျွန်တော်ကအဲငရင်တို့ပြီးတော့အဲအနောက်ကိုဘိန်းနဲ့သွားကြည့်ရတယ်စိတ်ပူနေတော့တော့ဟုတ်လားကိုမင်းကလည်းဘာမှမဖြစ်ဘူးရဲ့ကျွန်တော်ကြတော့ဒီဟိုနေသားသမားတွေကပေါ့ ကမဘာမှမဖြစ်ဘူးရဲ့စိတ်မပူနေတဲ့အပေါ်မှာခေါင်းလေးခိုင်းနေရတယ်ကျွန်တော်ကအဲ့လိုပဲအဲတရားခွင့်ကျတော့ဦးလျာကျတော့အောက်မရောက်ဘူးစကားလေးပါပြအကုန်ပြောနေတယ်သူကဟာသူကဒီပေါင်မီကအစာပလာလေးထွက်တာတော့ကိုကမြင်ရတာစကားလေးပါလေအကုန်ပြောနေတယ်ဒီနိုင်ကပဲကားလိုက်လူစိတ်ကန်းသွားဖို့မှာတော်ပြီတော်တာပဲကိုကထင်တာကျွန်တော်ဒီအိမ်ကိုလိုက်ဖို့ကိုလာအဲ့တည်း ိနေရရောကျွန်မကအကကြီးရရှောက်တာဒီနဲ့ကျွန်မသိခင်မုန်းဖြစ်သူတေဆုံးခဲ့ရတဲ့အကြောင်းရင်းကိုမငယ်ရဲ့စိတ်ထိခိုက်မှာစိုးတဲ့အတွက်ဆွေမျိုးတွေနဲ့ကိုကြီးကယ်ဆယ်ရေးလုပ်သူတွေကအတိမပေးပဲထားခဲ့ကြတာပါငလင်းလုံးတဲ့နေ့ကအင်းဟောင်းကိုမငယ်သွားတာဖြစ်ပြီးတော့အတောင်160လောက်နဲ့အဲ့ဒီအင်းထဲမှာအလုံးလုံးနေတဲ့ရွှေရင်လုသား18ဦးလုံးဘာအန်ရဲမှမဖြစ်ပဲ အသက်ဘေးကကင်းလွတ်ခဲ့ပါရယ်။အင်းသစ်ဘက်မှာလောက်ကင်နေတဲ့ခင်မွန်းတဲ့ကိုမင်းမင်းကတော့နဘေးတောင်ကျောပေါ်မှာရှိတဲ့ပြစ်စာပုံကနေလိန်စင်းလာတဲ့ကြောက်တုံးကြီးဖိမိလို့ရေကြီးပေါ်မှာပဲတည်ဆုံခဲ့ရတာဖြစ်ပါရယ်။ခင်မွန်းတဲ့ဥဆောင်တဲ့ကာလကရွှေအင်းနှစ်ခုတပြိုင်တည်းဖောက်နေသလိုစီးပွားရေးခြောင်လဲခဲ့ကြပါရယ်။လက်ရှိမှာတော့မိကိုအားထားရမဲ့နေပြီမို့မိသားစုစားဝတ်နေရေးနဲ့အပေါ်ဝင်ရဖို့မင်းငယ်တယောက်ရွှေတော်မှာ နေစားအလုပ်လုပ်ကိုင်နေကြပါပြီအခက်ခဲကတော့ရှိပါတယ်ဒီကလေးတွေလည်းအစောဒီခုနှစ်လပိုင်းနဲ့ဝင်ခုနှစ်လပိုင်းနဲ့ကျောင်းကအဲ့ရလေးရယ်ခုနှစ်လပိုင်းနဲ့အပ်ပြီးမအဲ့ရသေးဘူးအစောကငရင်ပါညာကြောက်တာနဲ့ဒီကိုကလည်းကြောက်တာနဲ့ကျွန်တော်မထားသေးဘူးအငယ်နှစ်ယောက်အငယ်နှစ်ယောက်ကတော့ကျက်တဲ့တဲ့မတဲ့တဲ့နှစ်ယောက်ကတော့တင်အောင်မှာပေါ့စာလေးဟောလိုက်ပါ အကြီးကတော့တမီးကတော့အမေတယောက်နဲ့လှုပ်ရှားနေရတာတမီးကတော့မလိုက်တော့ဘူးသူကတော့သူကတော့ခုနတန်းလိုက်ရောက်ဘူးသူကတော့လိုက်တယ်လိုက်ချင်တဲ့စိတ်ကဒါကမှမလိုက်တော့တမီးကဟိုမှာမဟုတ်ဘူးတောင်လည်းဒီနေ့မလုတော့ဘူးနားနားလိုက်တော့တောင်လည်းနည်းနည်းလုတော့မှာဒီပဲလေးတကင်းဝဲလောက်ပဲ ်ပြီးတော့လဲဝမ်းစကားရတာတော့ပဲရှိတယ်တကယ်ကရွှေလုပ်ငန်းနဲ့တောင်သူလုပ်ငန်းတစ်ခုကိုမိသားစုတက်ညီလက်ညီလုပ်ကင်ခဲ့ကြပါဗျ။ခင်မွန်းတဲ့မရှိတော့ချိန်မှာတယောက်တည်းရုန်းကန်နေရတဲ့မိခင်ကို မကြည့်ရလို့15နှစ်အရွယ်တမိကြီးကလည်းကြောင်းဆက်မတက်တော့ပဲနေစားထွက်လို့နေရပါဗျ။အရွယ်မရောက်သေးတဲ့တမိကြီးရဲ့ပညာရေးစုံခန်းတိုင်သွားခဲ့ပေမဲ့ လူမမဲ့သားလေးမြောက်ကိုတော့သူတို့ပျော်တော့ကြောင်းဆက်ထားဖို့မငယ်ရည်ရထားပါတယ်သူတို့မိသားစုမှာငလင်ကြောင်းအဆောင်တွေမပြိုပြက်ခဲ့ပေမဲ့စိတ်ပိုင်းဆိုင်ရာပြိုလဲထိခိုက်မှုကတော့အင်မတန်ကြီးမားခဲ့ပါတယ်အဲ့ဒီအတွက်တဦးနဲ့တူအပြန်အလှန်ဖေးကူမကြရင်ဘဝကိုဖျက်ဆီးနေကြပါတယ်ဟိုအကြည့်ရတော့ကျွန်တော်ငိုနေမိမငိုနဲ့အတန်းကြီးရောမငို တာဘာလို့ဝမ်းပြရတယ်လဲငုံဘောတာငုံနေဖျားနေနေစိတ်မကောင်းမှမလို့ပေါ့သူကအဲ့တိုင်းပြီးတော့ငလင်မလုတ်ခင်ကအနေနဲ့ရရက်ကလာကြသူတွေနဲ့စစ်စစ်ကကတိုက်တိုက်မမြိုက်ရှိခဲ့တဲ့ရွှေတော်နယ်မြေကြီးဟာအခုချိန်မှာတော့၆၆ကက်ကက်ဖြစ်နေခဲ့ပါပြီ။စစ်မီးကြကဝန်းစာရှာဖို့ခက်ခဲလာတဲ့ အညာတရိုးကပြည်သူတွေအပါဝင်နယ်မြေဒေသအစုံကနေဝမ်းစာရေးအတွက်ရွှေလာလုကြသူတွေဟာဒီငလင်ဘေးမှာအသက်ဆုံးသွားခဲ့ရတာတွေလည်းရှိပါတယ်။အတောင်ရေယာနဲ့ချီတဲ့ရွှေအင်းတွေလုကန်ခဲ့ကြရကအခုတော့အင်းနဲ့ကြီးတွေတူပြီးလုကန်ကြသူတူနှူးတာရှိတော့တဲ့အထိဖြစ်သွားခဲ့ပါပြီ။ဒီဒေသကိုစွန့်ခွာဖို့မဖြစ်သူတွေကလည်း15တောင်တဝိုက်မှာနှက်တဲ့အင်းတိမ်လေးတွေပဲလုကန်ကြသွားတော့တယ်။ မငယ်အဖို့မှလည်းသားတွေအရွယ်ရောက်လာရင်တောင်အင်းမစင်ခိုင်းတော့ဘူးလို့ယတိပြတ်ဆုံးဖြတ်ထားပါတယ်။ခင်မွန်းတဲ့ကိုဆုံရှုံစေခဲ့တဲ့အင်းစင်မီရွှေလုံငန်းလှုပ်ဖို့ဆိုတာမငယ်အတွက်အိမ်မက်ဆူကြီးဖြစ်သွားခဲ့ပါပြီ။ လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်မာတိဆောက်ထားတဲ့မြေအောက်ခံဘုံကူချင်းတဲ့ပုံကိုပါဘုံကူချင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ။ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ။အသက်အန္တရာယ်လွန်မြောက်ရမှာအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့။ပြက်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါဘုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုတရောင်နဲ့ထောက်ကမှောက်လျက်နေပါပါးစပ်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ